တို့ရကတော့ဇေယောမကောင်းတာကြောင့်မင်းတို့အသက်ထွန်းဖို့စဉ်းစားနေတော့မိန်းကလေးနှစ်ယောက်ကဘာဘာတီတောက်နေရအောင်တွေ့သွားပြီးအကြံရသွားပါတယ်။တို့ရကလည်းတာဆူစီသွားပြီးအကူညီတောင်းနေကတာဆူကလည်းသူ့ကိုဇေတခုခေါ်သွားပြီးဘာဘာစိလောက်ရတဲ့ဂျုံမဝင်လိုက်ပါတယ်။ဒါနဲ့တို့ရကတော့ဘာဘာစိကအမုန်းမဟုတ်တာကြောင့်ရန်ရှာတဲ့အခါတာဆူကလည်းကိုဘသာအစိလုံးရတာကိုရှင်းပြလိုက်ပြီးနှစ်ယောက်သားဘာဘာစိလုံနေကြပါတယ်။သူတို့တွေကလည်းဘာဘာစိလုံပြီးရခါစမ်းတောင်းနေပြီးတို့ရကတော့ဘာဘာတီမတောက်တတ်တာကြောင့်အစိတွေကိုတခါလဲမျိုးချဖို့လုပ်ပြီးတီးနေပါတယ်။သူတို့တွေကလည်းဘာဘာတီကိုကျင်ညာနေပြီးမိန်းကလေးနှစ်ယောက်ကလည်းအစကဝတ်တောက်ဖို့လုပ်ပေးမယ်။နှစ်ယောက်လုံးရဲ့အကြည့်တွေကို တွေ့ရကကြောက်ပြီးတီးသွားပါတယ်ဒီလိုနဲ့ကန်ကောင်းစားနဲ့လူမိုင်းလူလူဘာလူလူနဲ့အုပ်စုကဘာပဲတီးမှတောက်နေကြပါတယ်တနင်္လာတော့တာစုကတနိုင်ငံလုံးမှာအင်အားအကြီးဆုံးအဖွဲ့အစည်းကိုသွားမှပြောနေပါတယ်ဒါပေမဲ့တကယ်တမ်းကတော့ရန်တရာပစ္စည်းတွေရှိတဲ့ဆိုင်မှာဖြစ်ပြီးမာစာကတော့ပစ္စည်းတွေကအသုံးဝင်တာကိုပြောနေပါတယ်ဒါပေမဲ့တာစုကတော့တီးပေးလိုက်ပြီးပစ္စည်းတွေကအချိန်ကုန်တတ်တာစီပြီးအကျိုးရှိဖို့ကိုရှင်းပြနေပါတယ်တာစုကလည်းမာစာကသူ့ပေးထားတဲ့အင်စာတွေလုထားလားဆိုပြီးမေးလိုက်တဲ့အခါမာစာကလည်းစာကြည့်ကြောင်းပြောနေပါတယ်ဒါပေမဲ့တာစုကပစ္စည်းတွေအကြောင်းမကြည့်ရက်ကမာစာကကလွဲတွေဖြစ်နေပါတယ် Telegram မှာ Anidro 99လို့ရိုက်ချပြီးမမဝမချိလို့ရနိုင်တဲ့ Anime series အပြင်နံပါတ်ကြီး O Anime series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ်။ မာဆာကလည်းသူကအပြင်ကြီးနေတာကိုဝင်ခလိုက်ပြီးတာဆူကလည်းဖြည်းဖြည်းချင်းလေးလာလို့ရတာကိုပြောပြီးအားပေးနေပါတယ်။ညမက်မှာတော့တာဆူကဓာရီတန်နေနဲ့တခုခုလုပ်နေပါတယ်။နောက်နေ့မှာတော့တာဆူကကလေးတွေကိုသူ့လုပ်ထားတဲ့ဟင်းနဲ့ပတ်သက်တဲ့ပုံမြင်ပြောပြနေပါတယ်။ဒါပေမဲ့တာဆူပြောတဲ့ပုံမြင်ကတဖြည်းဖြည်းနဲ့ level ဖြတ်တဲ့အခန်းတွေပါပါလာကြောင်းအဲကဆီယာမတွေကလည်းတာဆူကိုတားလိုက်ပြီးနောက်ဆုံးမှာတော့ရှစ်ကွန်ဆာနဲ့ပြီးသွားတယ်လို့အပီးတက်လိုက်ပါတယ်။တနေ့မှာတော့တာဆူကရိုတာကိုစာတင်လေးနေပြီးနောက်ဆုံးပါတာအတွက်ကခဲရန်ထဲတတာခွက်လိုရတာကိုပြောပြနေပါတယ်။တာဆူကလည်းကုညီပေးမဲ့ဆိုကရိုတာရဲ့အခန်းကိုတိုင်းလာနေပြီးရှော့ဆတ်အကြီးစားရဲ့နဲ့တေချာ စင်တွေကတခဲလုံးကိုချက်ပြင်ပေးလိုက်ပါတယ်ရိုဒါခဲတံထဲတဲ့ခွက်ကြောင့်မိတဲ့ကတာစုကအခန်းအောင်ကျွမ်းနေပြီနေရာမှာခွက်ဆက်ပြီးခဲတံထဲလို့ရတာကိုပြပြပါတယ်ရိုဒါကတော့ဆီယာမကိုပြရမှာဖြစ်တာကြောင့်သေးရကိုလုခိုင်းပြီရိုဒါရဲ့အမေကလည်းသူမငငယ်တုန်းကဆက်ပြလုပ်ဘူးတာကိုပြောပြီးရိုဒါကလည်းအဲ့လိုမျိုးဖြစ်ရမှာကိုပြောတာကြောင့်တာစုကလည်းဆက်ပြလုပ်ရမယ်လို့ထင်သွားပြီးဆက်ပြလုပ်ပေးနေပါတယ်တနေ့မှာတော့တာစုကအင်ရှင်မရဲ့စကားပြောနေတော့လူတက်ခဲ့တဲ့အကြောင်းကိုဟင်းလို့တလူလူနဲ့ပြောနေတာ အမားလုံးမိပြီးတနက်ပြစ်ခံရမလို့ဖြစ်တဲ့ကပဲစင်းနဲ့အပေါက်ခံရမလို့ဖြစ်သွားတာကိုပြောနေပါတယ်။အရှင်မကြီးကတော့မိကူကတာဆူကိုပဲစင်းနဲ့ပြစ်တယ်လို့အထင်လဲသွားပြီးခွေးအကြောင်းပြောတဲ့ကတာဆူကလည်းတစ်ခေါက်ခွေးကောက်20မိုးရတာကိုပြပြနေပါတယ်။ဒီလိုနဲ့တာဆူကတစ်ခေါက်ကဝင်ရှာနေလို့တတ်ရှင်းရင်လို့ရပြီးခမင်းစားဝဲမှာမှောက်သွားတဲ့အခါကြာပန်းအမြင့်ယူခိုင်းပြီးယူသွားတဲ့အခါဘာမှမဆိုင်မဲ့အရိုက်ခံရတာကိုပြပြနေပါတယ်။ကျန်တဲ့အရှင်မကြီးကတော့မိကူကအိမ်မှာဆရာကြီးပုံစံလုပ်နေရလို့ထင်သွားပြီးမိကူစီကဖုံးဝင်လာတဲ့အခါ တဆုကလည်းဖုံးပြောနေပြီတဆုပြောတာတွေကတလို့တွေဖြစ်နေရကြောင်းချန်တဲ့အရှင်မတွေကလည်းတဆုကိုတနာသွားပြီအိန်နာရင်းအဆင်မပြေသူတို့စီလာရင်ဖွင့်လို့ရတယ်လို့အပေးနေပါတယ်တနေ့မှတော့တဆုကဈေးဝက်ထွက်နေတော့သူကြောင့်ပြုတ်ရသွားတယ်ဟီရာကိုဂိုင်းကဂိုရာဆိုတဲ့လူနဲ့တတ်တွေ့ပါတယ်ဂိုရာကဒါနဲ့ထိုးတော့မလို့နဲ့မိုက်ထုတ်လိုက်ပြီးရက်ယိုနေကတဆုကိုဖဲ့နေပါတယ်တဆုကလည်းအိန်လုံးတွေအကုန်လုံးကိုရွတ်ပြနေပြီနှစ်ယောက်သားကရွတ်ရှင်ရည်ရွတ်နေကြပါတယ်ဒါမှတဆုကဂိုရာကိုတစ်ချက်လေးဖဲ့လိုက်တာနဲ့ဂိုရာကလက်လျှော့သွားတာကြောင့်တဆုကလည်းပြန်တောင်းမှန်နေပြီးနောက်တစ်ဝဲစကြပါတယ်ဂျိုဒီရဲ့အသားဆိုင်တွေကအသားသက်ထွက်လာတဲ့အခါတဆုက ရက်ရုပ်ပြနေပြီဖရီကတလို့ရီစင်နေရာကြောင်းအထိုးခံလိုက်ရပါတယ်ကိုရာကလည်းရက်ရုပ်ဖို့လုပ်ပေမဲ့မော်ဘီမရွတ်နိုင်တော့တာကြောင့်အသားထဲကမိုက်ကိုယူလိုက်ပြီးသူ့ဆိုင်မှာဈေးလာဝယ်ဖို့တရှင်းဆိုနေပါတယ်တနေ့မှာတော့မီကူကအလုတ်ကိစ္စနဲ့ခီးသွားမှာကိုပြောပြနေပြီနားနေဖို့ပြောရဲကတာဆူကလည်းနှုတ်ဆက်နေပြီအိမ်ထဲမှာတော့သူခိုင်းလုံးနေတဲ့အမှုကိစ္စတွေကိုအပြင်းကြီးနေပါတယ်မဆာကမှရောက်လာတဲ့အခါသူတို့နှစ်ယောက်က fighting game ဆော့နေပြီးမျိုးစုံပြောပါနေကြကမဆာကအပြင်းကြီးရဲ့နေရာမှာဆရာကြီးဖြစ်တာကြောင့်တာဆူလည်းအံ့ဩနေပါတယ်ဒီလိုနဲ့မဆာကအိပ်ပျော်သွားတဲ့အခါတာဆူကလည်းဘာမှမလုပ်ဘဲမနေနိုင်တာကြောင့်အမှုကိစ္စတွေလုပ်ဖို့ပြင်နေပေမဲ့မဆာက သူ့ကိုဆွဲထားပြီးတားနေပါတယ်။တနင်းမှာတော့တာဆူကမီဂူနဲ့အတူပူပေးသွားစားနေပြီးတာဆူကတန်အောင်ခင်းနေတေချာယူနေပါတယ်။ဒါပေမဲ့အရွေးလွန်သွားပြီးဘိုက်တင်ကားသွားအောင်မနေစားနေရကအရှိုးဘဲသွားယူတဲ့အခါမှာတော့တွေ့ရနဲ့တွေ့ပါတယ်။သူတို့နှစ်ယောက်ကလည်းအရှိုးဘဲလွနေကြပါမယ်။အင်ရှင်မတွေကတော့အရှိုးဘဲကိုတွေ့ရကအကုန်လုံးတမန်သွားပြီးတာဆူနဲ့တွေ့ရတို့နှစ်ယောက်ကတော့ငတ်သွားပါတယ်။တနင်းမှာတော့မီဂူရဲ့မိဘတွေကအင်လာလေပြီးဟော့ပေါ့လို့စားကြပါတယ်။တာဆူကလည်းသူ့ဟင်းလုပ်ပေးဖို့လုပ်နေပေမယ့်မီဂူရဲ့အဖေကရတယ်ဆိုကခင်းနေပြင်နေပေမယ့်သူ့မိမမီဂူလိုပဲတလွဲလုံနေပြီ။မီဂူကကကူပေးမယ်လို့ပြောနေရကြောင်းတာဆူတယောက်ကတော့တာဘာန နှစ်ယောက်ကိုစိတ်မချပဲနှစ်ယောက်လုံးမှားနေရကိုလိုက်ပြင်ပေးနေပါတယ်။ဒါမှမဟုတ်မီကူရဲ့အဖေကအသားလုံးအကြီးကြီးကိုဒီတိုင်းထည့်လိုက်တဲ့အခါဒါစုကတားလိုက်ပြီးနှစ်ယောက်လုံးကဟော့ပေါ်တဲ့ထမင်းလေးကိုရှောက်ထည့်ဖို့လုပ်တဲ့အခါမီကူရဲ့အမေကအကောင်လုံးကိုတင်ပြီးစားဖို့ခေါ်လိုက်ကဒါစုကတော့မီကူရဲ့အမေကဂျုံမွန်နေတဲ့တားအဖကိုတစ်ချက်တည်းနဲ့ညင်အောင်လုပ်လိုက်တာကြောင့်အထင်ကြီးသွားပါတယ်။မဆာကတော့မနဲ့ထလာတဲ့အခါဒါစုပြောတဲ့အတိုင်းလင်းလင်းမာမာနဲ့မနဲ့စာချက်စားဖို့လုပ်နေပေမဲ့ဘာမှမတွေ့ပဲဈေးဝယ်မထွက်ချင်တာကြောင့်အိမ်နေပါတယ်။ဒါပေမဲ့အပြင်းမကြီးပဲဈေးဝယ်ထွက်ဖို့လုပ်ပေမဲ့သူထလာတဲ့အချိန်ကနေလေကင်းကြီးဖြစ်နေပြီးဈေးဆိုင်တွေကပိတ်ကုန်တာကြောင့်မဆာလည်းစက်အိမ်နေပါတယ်။ တနေ့မှာတော့တာဆူကဈေးဝက်ထွက်နေတော့ကောင်းမှုလာတာကြောင့်ဖြားရများလာလို့တွေးနေပြီအိမ်ညာတံမြေးကဈေးတော့ပြီနေကောင်းအမျိုးစုံလုံးနေပြီနားနေပါဒါပေမဲ့ညနေခင်းတိတော့အဖျားကမပြောက်ပဲလဲဆိုတာကတာဆူပြန်ထလာတဲ့အခါရေဘက်ဝတ်တိုက်ပြနေတဲ့မိကူကိုတွေ့ရပါတယ်တာဆူကလည်းညစာပြင်ပေးဖို့လုပ်နေပေမဲ့မိကူကပေးမလို့ပဲမိကူကသူ့ငါဖြော်ထားတဲ့ဟင်းရဲ့ပါစော့အေးတိုက်လိုက်ပါတယ် နောက်လေးထားရတဲ့အခါတာဆူကအဖျားပြောက်သွားပြီမဲ့ဘိုက်ကနေရာခံနေပါ යි နှစ်သိမ့်မှာတော့မဆာကငမွေးလေးဖြစ်နေရကြောင်းတာဆူစီမံမဟုတ်ဘူးတောင်းမှုသွားပါ යි တာဆူကလည်းသူတို့ကနှစ်သိမ့်အတွက်ဖြစ်ရှင်လာရေးနေတာကိုပြောပြပြီးမဆာကတော့သူ့မှာပတ်သက်မရှိတာကိုရေးလိုက်ပါ යි ဒီလိုနဲ့တာဆူနဲ့မဆာကလည်းမျိုးစုံလုံးနေကြပြီးမဆာကတော့သူ့ကိုမဟုတ်ဘူးပေးအောင်ညီမျိုးစုံနဲ့လုံနေပါ යි ဒီလိုနဲ့စုံလုံးလိုက်တဲ့အခါမဆာကသူ့မှာပတ်သက်မရှိရကြောင်းတလွဲလုံနေပါ යි ရိုတာကိုတွေးရခါတာဆူကမဟုတ်ဘူးပေးလိုက်တာကြောင်းမဆာကချိန်ခွဲပြီးငိုယုံနေပါ යි တနေ့မှာတော့တာဆူမီကူနဲ့မဆာတို့ကစာကိန်းဆိုင်တော်ထိုင်ကြပါ යි မီကူကတော့အတော့စာမ များပြီးမှုနေကမာဆာကတော့မီဂူတန်မခံနိုင်တာကြောင့်တာဆုကိုအကူအညီတောင်းပေမဲ့တာဆုကမတည့်ရက်လက်အိပ်ပျော်နေပါတယ်။ဒီကြားရဲ့တူရာကတော့တူနချောင်းလွှမ်းဆောင်မိတော့ဝင်ငိုယူနေကမာဆာကတော့အကုန်လုံးတလွဲလုံနေတဲ့တန်ကိုမခံနိုင်ဖြစ်နေပါတယ်။နောက်နေ့မှာတော့တာဆုနဲ့မီဂူတို့ကဟင်းရတောက်ပြီးညင်နေကြပါတယ်။တနေ့မှာတော့တာဆုကချောကလက်ကိတ်တင်တန်တော်တက်နေလို့အမှလှုပ်ရှင်နိုင်လုံနေတဲ့လူတယောက်နဲ့တွေ့ပါတယ်။တာဆုကလည်းခုပေးဖို့လုပ်ပေမဲ့သူကလာမထီကြမယ်။သူရဲ့ချောကလက်မှုရတာကမှောက်သွားပါတယ်။သူကကြည်ခွဲနေပြီးတာဆုကလည်းဘာလို့ချောကလက်ကိတ်လှုပ်ရှင်လာလဲလို့မေးတဲ့အခါသူကန်စားချက်တွေပြတဲ့အနေနဲ့ကိတ်ပေးချင်တာကိုပြန်ဖြေလိုက်ပါတယ်။တာဆုက ကလည်းရှက်ပြုတ်ရေးမှာအဓိကဖြစ်တာကအရှိတစ်တာကိုပြောပြီးသူကလည်းကိတ်ကိုနုံနုံညံ့ညံ့နဲ့လုပ်နေတာနောက်ဆုံးမှာတော့ကိတ်ကိုအောင်မြင်စွာလုပ်နိုင်လိုက်ပြီးတာဆူကိုတော့တွေ့ဘူးတယ်လို့လို့ရှိပေမဲ့မမတ်မိပဲဖြစ်နေသွားတယ်အမန်တော့အဲ့လူကကုနီမီဂိုင်ကလူပဲဖြစ်ပြီးသူ့ boss ကိုချောကလက်ကိတ်လက်ဆောင်ပေးတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့သူတို့အနေချင်းယူရီကိုကပတ်ဆက်မဆူဖြစ်တာကြောင့်အခွင့်အရေးတောင်းနေပြီးတာဆူကလည်းသူက ancient ဒီဖြစ်တာကြောင့်တင်ပေးမယ်ဆိုကစပိုင်းနဲ့စူပါမားကတ်တွေမှာဈေးတက်တက်တက်နဲ့ဝယ်လို့ရတာကိုပြောနေပြီးရေသုံးတဲ့အခါရွှေတာပြီးစင်းအတိအကျမှတ်ကမှာကိုတင်ပေးနေပါတယ်ယူရီကိုကလည်းသူမကအကုန်လုံးကိုမလုံးနိုင်မှစိတ်ပူနေတဲ့ကတာဆူက လည်းကိုကိုကိုအားပေးတဲ့အနေနဲ့စုအမျိုးမျိုးပေးလို့ရတာကိုပြောနေပြီမီကူကဂါရှာဂိန်းအတွက်ပို့ဖို့ကိုစိတ်ထင်းနေရပါတယ်ယူရီကိုကဘန်ကောက်စီရင်ကြည့်လိုက်တဲ့အခါသူ့ယောက်ျားယူဆူယူကပတ်ဆက်အများကြီးတွန်းလိုက်တာကြောင့်စဉ်းစားများဖြစ်နေပြီယူဆူယူပြန်ရောက်လာတဲ့အခါတာဆူကပတ်ဆက်ရှိတာနီးတင်ပေးနေတာကိုပြောပြလိုက်ပါတယ်ယူဆူယူကလည်းသူ့ပတ်ဆက်အများကြီးတွန်းလိုက်တာကမင်္ဂလာဝဲတနေ့ပြည့်ဖြစ်တာကြောင့်ရဇဝဲပေးတာကိုပြောပြလိုက်ကတာဆူနဲ့မီကူကလည်းအလိုက်သတိနဲ့ပြန်သွားပါတယ်တနေ့မှာတော့မီကူကယုံသွားနေတော့ကောင်းကင်ဘော်ကခွေးတဲ့ကောင်ကသူ့မဆီရောက်လာပြီမာဖီးယားတွေကတောင်းကျမ်းနေရကြောင့်ကူညီပေးဖို့ပြောနေပါတယ်မီကူကခွေးပေးတဲ့အိုင်တမ် ကနေနတ်သမီးလေးလို့ပြောင်းသွားပြီးစားချတဲ့မာဖီးယားတွေကိုပြန်ချနေပါတယ်။အမှန်တော့အကုန်လုံးကမီကူအိမ်မက်မက်နေတာပဲဖြစ်ပါတယ်။ မိကူကတော့မနက်ဖြန်ဆိုဈေးစာနေမှာ Polycule Limit Edition DVD အခွေထွက်မှာကြောင့်တာဆူကိုသူမအစားဝယ်ပေးဖို့တောင်းဆိုနေပြီ။တာဆူကလည်းအစားအမဝယ်ခြင်းပဲ။သူ့မိမဆက်ရထက်တဲ့နေရာကိုတွေ့ရကဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါ။အခွေဝယ်ဖို့ကလှုပ်ဝက်စကားပြောတာပြီ။နောက်နေ့မှာတော့တာဆူကမမေ့အောင်လှုပ်ဝက်စကားကိုသူ့သွားရဲ့လန်တစ်ချောင်းမှာယွင့်နေပါ යි ။ဒါပေမဲ့ဈေးချောင်းရောက်နေတဲ့ Gobi ကိုအာယုံများပြီးဝယ်မိတယ်လို့သူ့အိမ်ညီနာချင်းနေနဲ့လည်းစကားပြောနေရပြီး Sherry ကပါခေါ်ဆက်နေရကြောင်းအာယုံများနေပါ යි ။နောက်ဆုံးမှာတော့ဆိုင်ကိုရောက်သွားတဲ့အခါတာဆူကလှုပ်ဝက်စကားကိုမေးသွားပြီးရှင်းပြောနေပါ යි ။ဒါပေမဲ့ဈေးတွေကတော့တေးထွန်းမတွက်လန့်နေပြီးတာဆူကအကျက်ရနေတာ ရုတ်တရက်လူတယောက်ကလှုပ်ဝက်စကားကိုပြောလိုက်တာကြောင့်တာဆူကလည်းမှတ်မိသွားပြီးအခွေကိုဝယ်နိုင်လိုက်ပါတယ်။တာဆူကလည်းကျေးဇူးတင်လိုက်ပြီးအဲ့လူကနောက်ဆိုင်တစ်ခုမှာလူနီယောက်ကိုအတူတူပြောရင်ရှာဘာပိုလစ်ကူကတ်ရှိတာကိုပြောပြပါတယ်။တာဆူကလည်းသူ့မိမသာကတ်ကိုရရင်ပြောနေမှာကိုတွေးမိပြီးအဲ့လူနဲ့အတူတူပေါင်းပြီးတွားဝယ်ကြပါတယ်။ဂျန်နက်ဇေဝဲသူတွေကတော့သူတို့နှစ်ယောက်ကိုဂျိုကြီးကြည့်နေပြီးဆိုင်ကသူတွေကလည်းကတ်တွေကုံသွားတာကြောင့်ဝယ်လို့မရတာကိုပြောတဲ့အခါတာဆူနဲ့လိုက်လာတဲ့တယောက်ကမေ့လေသွားပါတယ်။တနေ့မှာတော့တာဆူကသူ့တငယ်ချင်းရဲ့ခွေးကိုခဏမွေးပေးနေပြီးတာဆူကခွေးကိုလမ်းလျှောက်ပေးနေတော့လမ်းမှာကကားတွေပေါ်လွန်လာကြောင့်စိတ်ညစ်နေတော့ခွေးကိုလမ်းလျှောက်ပေးနေတဲ့ကူမီနီ ခိုင်ကဘော့စ်နဲ့တွေ့ပါတယ်။သူတို့နှစ်ယောက်ကလည်းအရှင်းရှင်းရခွေးကိုကြိုက်နေပြီးကုနီမီဘော့စ်ကကားခေါ်လိုက်ပြီးခွေးတွေပြောပါလို့ရတဲ့နေရာကိုခေါ်သွားပါတယ်။တနေ့မှာတော့ coffee ဆိုင်ရှင်ကလူငယ်တွေစိတ်ဝင်စားအောင်မီနူအသစ်ထွင်ချင်တာကိုပြောပြပြီးတာဆူကလည်းသူတည်းရဲ့ဆိုင်ကဆိုင်ကိုခေါ်သွားလိုက်ပါတယ်။တာဆူကတော့မီနူတွေကအရှုပ်ပွဲနဲ့အေးအေးမှနေပြီးဆိုင်ရှင်ကတော့နားမလည်နိုင်ဖြစ်နေပါတယ်။သူတို့ပြန်ရောက်လာတဲ့အခါတာဆူကလည်းမီနူအသစ်ထွင်လာပြီးစားကြည့်လိုက်တဲ့အခါငယ်ရှိဦးနဲ့အင်ကြီးကခီးစဉ်ကိုပါပြန်လည်မိသွားပြီးဆက်လက်တောက်ဖို့အပြင်ကနေထပ်သွားပါတယ်။တာဆူကလည်းစားကြည့်တဲ့အခါသူကလည်းမီကူနဲ့တွေ့ခဲ့တဲ့အဖြစ်အပျက်တွေကိုတွင်းနေပါတယ်။တနေ့မှာတော့တာဆူနဲ့မ ဆာကနေလဲစာစားနေတော့မဆာကသွန်းနနေတယ်လို့ဖြစ်နေရကြောင်းတဆူကလည်းမေးကြည့်ရကမဆာကသွားစိတ်ကမသွားကြတာကြောင်းရင်ပစ်ခဲ့ရလို့လင်နေပါဒါမှမဟုတ်တဆူကသူ့လိန်နေမှန်းသိတာကြောင်းမဆာကလည်းသူငယ်ငယ်တုန်းကစီကံတင်းကျတဲ့အမိကတကြလုံးကျွေးမဲ့ဆိုလို့လိုက်သွားပြင်မဲ့သွားစိတ်ကဖြစ်နေပြီဂျင်းနဲ့ခံလိုက်ရတာကြောင်းသွားစိတ်ကသွားရမှာကိုကြောက်နေရပြပြလိုက်ပါတဆူကတော့မဆာရဲ့အကြောင်းပြချက်တွေကခလီကလာဆန်လွန်းလာကြောင်းဆွဲခေါ်သွားပြီးမဆာကလည်းသွားစိတ်ခံလိုက်ရပါဒါမှမဟုတ်တဆူကလည်းသွားကိုက်နေရဖြစ်ပြီးမကြခင်သွားစိတ်ခံရမှာပဲဖြစ်ပါတယ်တနေ့မှာတော့တဆူနဲ့မိကူကမအိတ်ခင်တရေအစီအစဉ်ကြည့်နေပြီမိကူက ကတော့အဲ့လိုကောင်းနေပေမဲ့တာဆူကတော့မအိပ်နိုင်ဖြစ်နေပါတယ်။တာဆူကလည်းအိပ်တဲ့အောင်ကနန်းရည်ကြီးနေပေမဲ့မရတာကြောင့်ဖုံးတဲ့ကတောတောင်တဘာဝအတန်နာထောင်နေပါတယ်။ဒါပေမဲ့ရာကူစာဂိုင်းတော့ကအဖြစ်အပျက်တွေပဲတွေးမိရကြောင်းနှုတ်တော့နေ။နောက်ဆုံးမှာတော့ဟင်းမှချက်ဖြစ်သွားပါတယ်။တာဆူကလည်းပိုက်ပြေသွားပြီးအိပ်ရှင်စိပေါက်တာကြောင့်အိပ်ရတဲ့လဲနေတော့အတန်ကြာရကြောင်းလက်မိထားကြည့်တဲ့အခါကြောင်ဖြစ်နေပါတယ်။